အားလုံးပဲမင်္ဂလာပါဗျာအာရှင် MMA Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့ Rainia Director နဲ့ Anatoly Malikin ကိုအခုလာမယ် World Championship 166 Event ပွဲစဉ်မှာ Middleweight Champion ကပတ်လူပိုအတွက်ပွဲတည်ပေးလိုက်တဲ့ World Championship ဆိုတဲ့အကြောင်း UFC ရဲ့ Lightweight Champion ဟောင်းကြီး Charles Oliveira အနေနဲ့ Champion Single ပွဲမရရှိပဲနဲ့နောက်တက်လာတဲ့ကစားသမားဖြစ်တဲ့ Amal Sarukian နဲ့ပွဲတည်ပေးခြင်းခံလိုက်ရပြီဆိုတဲ့အကြောင်း heavyweight တန်ကိုတက်ရောက်ပြီးထိုးသတ်ဖို့ကြိုးစားနေပေမဲ့ light heavyweight တန် champion ကပတ်ကောက်ဘွယ်ထိုးသတ်သွားရတော့မယ် LS Pereira စတဲ့အကြောင်းအရာတွေကိုစူးစီးသုံးသပ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ပထမအဦးဆုံးတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ Rainier Director နဲ့ Anatoly Malkin တို့ရဲ့ဒုတိယမြောက်ပွဲစဉ်ဖြစ်တဲ့ Rainier Director အတွက် Middleweight Dan Champion ကပတ်ကောက်ပွဲ Anatoly Malkin အတွက် Middleweight Dan Champion ကပတ်စင်ကောပွဲကို One Championship ကပွဲတက်ပေးလိုက်ပြီဆိုတဲ့အကြောင်းကို တင်ဆက်ပေးသွားခြင်းပါတယ်။ အနာတိုလီမာလီကင်ဟာဆိုလို့ရှိရင်အခုလောလောဆယ်မှာဝမ်ချန်ပီယံရှစ်ရဲ့ heavyweight တန်းနဲ့ light heavyweight တန်းနှစ်တက်ကွမ်းချန်ပီယံတူဖြစ်ပါတယ်။သူ့အနေနဲ့သူ့ရဲ့ပထမအဦးဆုံးချန်ပီယံကပတ်ဖြစ်တဲ့ heavyweight တန်းဂျာပြတ်ချန်ပီယံကပတ်ကို Kirill Grishenko ကိုနိုင်ယူထိုးတက်ခဲ့ပြီးတော့ရရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီပွဲစဉ်ပြီးတဲ့နောက်မှာအနာတိုလီမာလီကီအနေနဲ့ကမ္ဘာပေါင်းစည်းပွဲထိုးသက်ဖို့အတွက်အာဂျန်ဘူလာကိုအကြင်ကြင်စင်ခေါ်ပွဲတဲပေးခဲ့ပေမဲ့အဲ့ဒီပွဲစဉ်ဟာခဏခဏပြတ်သွားခဲ့ရပါတယ်။အဲ့ဒီလိုမျိုးပြတ်သွားခဲ့တဲ့အတွက်ကြောင့်မို့လို့အနာတိုလီမာလီကီအနေနဲ့ဝိတ်တန်းတစ်ခုဆင်းလာခဲ့ပြီးတော့ light heavyweight တန်းကကမ္ဘာဖြစ်တဲ့ Rainier Director ရဲ့ Champion ကပတ်ကိုစင်ခေါ်ထိုးသက်ခဲ့ပါတယ်။ Rainier Director ရဲ့ Champion ကပတ်ကိုစင်ခေါ်ထိုးသက်တဲ့အခါမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ break တက်တွေအားလုံး comment တာခဲ့တာက ရိုင်းနီယာဒရိုက်တာကပဲအနိုင်ယူသွားလိမ့်မယ်ဆိုပြီးတော့ကမန်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီပွဲစဉ်မှာအန်နာတိုလီမာလီကင်အနေနဲ့သူ့ရဲ့တမှုထူးခြားတာလွန်နဲ့နဗန်စကီနဲ့လက်သီးပါဝါကိုပြသသွားခဲ့ပြီးတော့ကျွန်တော်တို့ပြိုင်သက်တွေအတွက်ရိုင်းနီယာဒရိုက်တာကိုပထမအချိန်မှာအမောက်သိပ်ပြသွားခဲ့ပါတယ်။အဲ့ဒီပွဲစဉ်ပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့အနာတိုလီမာလီကင်အနေနဲ့ဝမ်ချန်ပီယံရှစ်ရဲ့နှစ်တက်ကွမ်းချန်ပီယံဖြစ်လာခဲ့တာပါ ဲ့ဒီပွဲစဉ်ပြီးတဲ့နောက်မှာအနာတိုလီမာလီကအနေနဲ့သူ့ရဲ့ heavyweight တန်းချန်ပီယံကပတ်ကပတ်တကယ်အစ်စ်ကိုရရှိနိုင်ဖို့အတွက် heavyweight တန်းချန်ပီယံဖြစ်ခဲ့တဲ့အာဂျန်ဘူလာနဲ့စင်ခေါ်တိုးတက်ခဲ့ပြီးတော့ကပတ်ပေါင်းစည်းပွဲကျင်းပခဲ့ပြီးအာဂျန်ဘူလာကို2023ခုနှစ်အတွင်းမှာအနိုင်ယူရရှိခဲ့ပါတယ်နောက်ရရှိခဲ့ပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့အနာတိုလီမာလီကီအနေနဲ့နောက်တဲ့ဘယ်ဖိုက်တာနဲ့ထိုးသက်သွားမလဲဘယ်ချန်ပီယံကပတ်ကိုကာကွယ်သွားမလဲဆိုတာကိုပရိသတ်တွေအားလုံးကလုံးဝကိုစိတ်ဝင်စားခဲ့ကြပါတယ် အနာဒိုလီမာလီကင်ဘက်ကတော့ရိုင်းနီယာဒရိုက်တာရဲ့မီဒဝိတ်တန်ချန်ပီယံကပတ်ကိုစိန်ခေါ်ထိုးသက်ခြင်းနေပေမဲ့ရိုင်းနီယာဒရိုက်တာကစင်သစ်မဖြစ်သေးတဲ့အတွက်အနာဒိုလီမာလီကင်နဲ့မထိုးသက်ခြင်းပဲနဲ့တခြားဖိုက်တာတွေနဲ့ဒါထိုးသက်ခြင်းပါတယ်ဆိုပြီးတော့သူ့အနေနဲ့တောက်လျှောက်ပြောလာခဲ့တာပါရိုင်းနီယာဒရိုက်တာအနေနဲ့ကလည်းအနာဒိုလီမာလီကင်ကိုရှုံးနိမ်ပြီးတဲ့နောက်မှာဆိုလို့ရှိရင် submission grappling ပြိုင်ပွဲတောက်ရောက်ရှင်ပြိုင်ကစားခဲ့တာတော့မှအနိုင်ယူမရရှိခဲ့ပဲနဲ့သူ့အနေနဲ့ရှုံးနိမ်ခဲ့ရတာဖြစ်ပါတယ်ဆိုတော့ရိုင်းနီယာဒရိုက်တာအနေနဲ့ကရှုံးပွဲနှစ်ပွဲဆက်နေ တာဖြစ်ပြီးတော့သူအနေနဲ့အနိုင်ကိုပြန်လည်ရရှိနိုင်ဖို့အတွက်ဝမ်ချန်ပီယံရှစ်ကိုပွဲတက်ပေးဖို့ပြောနေတဲ့အချိန်မှာဆိုလို့ရှိရင်ပဲပရိသတ်တွေကိုဝမ်ချန်ပီယံရှစ်ဘက်ကနေပြီးတော့တကယ်ကိုပွဲကောင်းပွဲကျန်တဲ့ပွဲကိုခြားပြလာခဲ့ပါပြီ။အဲ့ဒီပွဲစဉ်ကတော့ကုနာကပြောခဲ့သလိုပဲအနာတိုလီမာလီကင်နဲ့ရိုင်းနီယာဒရိုက်တာတို့ကိုအခုလာမယ့်2024ခုနှစ်မတ်လမှာကျင်းပသွားမယ်ဝမ်ချန်ပီယံရှစ်166 event ပွဲစဉ်မှာပွဲတက်ပေးလိုက်တာပဲဖြစ်ပါတယ်ဒီပွဲစဉ်ဟာပြောရမယ်ဆိုလို့ရှိရင် တော်တော်လေးစိတ်လှုပ်ရှားဖို့ကောင်းတဲ့ပွဲစဉ်ဖြစ်ပြီးတော့အနာတိုလီမာလီကင်အနေနဲ့သူဟာတော်တော်လေးဝိတ်ချလာပြီးထိုးရတဲ့အတွက်ကြောင့်မို့လို့သူ့အနေနဲ့ light heavyweight တန်းတို့ကပွဲစဉ်တို့မျိုး power လက်သီးမျိုးရှိနိုင်ပါမလားဆိုတာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။အဖလို့လဲဆိုတော့ middleweight တန်းဟာဆိုလို့ရှိရင်205ပေါင်တန်းဖြစ်ပြီးတော့အနာတိုလီမာလီကင်လိုမျိုး heavyweight တန်းမှာထိုးတက်လာတဲ့ fighter တယောက်အတွက်ပေါင်60ကျော်လောက်ချရမှာပဲဖြစ်ပါတယ်။ ဒါပြင် Rainier Director အနေနဲ့ကလည်းသူဟာ striking ditching gun တွေကိုအကောင်းဆုံးလုံးဆောင်နေတယ်လို့သိရပြီးတော့ grappling ဘိုင်းမှာဆိုလို့ရှိရင်လည်းတော်တော်လေးပြန်လဲလေ့ကျင့်ထားတာကိုတွေ့ရပါတယ်။ဒါကြောင့်မို့လို့ Rainier Director အနေနဲ့အခုလာမဲ့ အနာတိုလီမာလီကေနဲ့ဒုတိယမြောက်ထိုးတက်သွားမဲ့ပွဲစဉ်မှာသူ့ရဲ့ပင်ဂိုဝိတ်တန်းဖြစ်တဲ့မေဒဝိတ်တန်းမှာထိုးတက်သွားမဲ့ stretch out ဖို့လို့နိုင်ပွဲကိုပြန်လဲရှာဖွေနိုင်မလားဆိုတာစောင့်ကြည့်သွားရမှာပါအနာတိုလီမာလီကင်ကတော့ပရိသတ်တွေအားလုံးတည်ပြီးသားဖြစ်တဲ့အတိုင်းပဲ1 championship မှာရောဘယ်မှာမှရှုံးပွဲလုံးဝမရှိသေးတဲ့ champion တူဖြစ်ပါတယ်။ဆိုတော့ဒီပွဲစဉ်မှာကော Rainier Director ရဲ့ခပတ်ကိုအနာတိုလီမာလီကင်ကရယူသွားနိုင်မလားဆိုတာကိုစိတ်ဝင်စားဖို့ရစောင့်ကြည့်သွားရမှာပါ။ ဝမ်းနည်းစရာကောင်းတာတခုကကျွန်တော်တို့ရဲ့ကချင်သားကြီးဖြစ်တဲ့ online and sand နေနဲ့အခုချိန်ထိ one championship ကပါပွဲစင်မှာပွဲမတည်ပေးခဲ့ပဲနဲ့သူစင်ကိုထိုးတက်သွားရနိုင်တဲ့ middleweight champion ကပတ်ကိုလည်းအနာတိုလီမာရီကင်ကို ပေးပြီးတော့စင်ကိုထိုးတက်လိုက်တာပဲဖြစ်ပါတယ် နောက်ထပ်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ Lightweight ရဲ့ Champion ဟောင်းဖြစ်တဲ့ Jazz Oliveira ကို Lightweight ကနောက်ထပ် Fighter တယောက်ဖြစ်တဲ့ Armand Sarukian နဲ့ပွဲတည်ပေးဖို့အတွက် UFC ကစူးစမ်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားခြင်းပါတယ်။ UFC ရဲ့ lightweight တန်း champion ဟောင်း Charles Oliveira ဟောင်းဆိုလို့ရှိရင်တော့ lightweight တန်းက fighter တွေထဲမှာတကယ်ကိုအကျော်အကြားဆုံး fighter လို့ပြောလို့ရပါတယ်။ Charles Oliveira အနေနဲ့သူ့ရဲ့ဘဝနောက်ကျောင်းနဲ့သူ့ရဲ့ဘဝအခြေအနေတွေကြောင့်အင်မတန်မှပရိသတ်တွေကအားပေးကြတဲ့ fighter တူဖြစ်ပြီးတော့သူ့ရဲ့အရှုံးကနေပြန်လာပြီးတော့အနိုင်ကိုရအောင်ယူတတ်တဲ့အလေးချင်းဟာဆိုလို့ရှိရင်တကယ်ကိုပရိသတ်တွေကြားထဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ Charles Oliveira အနေနဲ့အခုနောက်ဆုံးတိုးတက်ထားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင် Benil Darush ကိုအနိုင်ယူထားခဲ့ပြီးတော့သူ့အနေနဲ့ Lightweight Dan Champion ကပတ်ကို ပြန်လည်စိန်ခေါ်နိုင်ဖို့အတွက်အကောင်းဆုံးကြိုးစားထားခဲ့တာပဲဖြစ်ပါတယ်။ Charles Oliveira ဟာသူ့ရဲ့ Lightweight Dan Champion ကပတ်ကို2020ခုနှစ်မှာ Michael Chandler ကိုအနိုင်ယူရရှိခဲ့ပြီးတော့ ရလာခဲ့တာပါအဲ့ဒီပွဲစဉ်ပြီးတဲ့နောက်မှာတော့ Dustin Poirier, Justin Gaethje စတဲ့ fighter တွေကိုနိုင်ယူထုတ်သက်ပြပွဲသိမ်းပြပြီးတော့သူ့ရဲ့ champion ကပတ်ကိုကာကွယ်ပြခဲ့ပါလေဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်တော့သူ့ရဲ့ champion ကပတ်ကို Islam Akashef နဲ့စင်ကောထိုးတက်ရတဲ့အခါမှာဆိုလို့ရှိရင်တော့ Charles Oliveira အနေနဲ့ကံမကောင်းစွာပဲ Pound for Pound PNG ရဲ့ချုပ်ကွက်မိသွားပြီးတော့သူ့အနေနဲ့ Champion ကပတ်ကိုလက်လွတ်လိုက်ရတာပါ Champion ကပတ်ကိုလက်လွတ်ပြီးတဲ့နောက်မှာသူ့အနေနဲ့နိုင်ပွဲပြန်လည်စူးစမ်းရယူထားခဲ့ပေမဲ့ ကကြမာကမပေးတဲ့အတွက်ကြောင့်မလို့သူနဲ့ချန်ပီယံကပ်စင်ကော်ကွဲကိုတက်ရမယ်နှစ်ပတ်လို့မှရခုံကြီးကွဲသွားပြီးတော့ချန်ပီယံစင်ကော်ဘွဲကနေလုတ်ထွက်ခဲ့ရပါတယ်။ အဲ့လိုနှုတ်ထွက်လိုက်ရပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့ UFC ဘက်ကနေပြီး Charles Oliveira နဲ့ Islam Akhashev တို့ကိုနောက်တစ်ချိန်ပြန်လည်ပွဲတည်ပေးဖို့အတွက်နိုင်ငံစဉ်းစားသွားခဲ့ပြီးတော့ BMF ကပတ်ပိုင်ရှင်ဖြစ်တဲ့ Justin Gaethje နဲ့ပွဲတည်ပေးဖို့အခုချိန်မှာစဉ်းစားနေကြတာဖြစ်ပါတယ်။အဲ့လိုမျိုးသတင်းတွေထွက်နေတဲ့အချိန်မှာ Charles Oliveira ကိုလည်းသူတို့အနေနဲ့ UFC 300ပွဲစဉ်မှာထည့်သွင်းဖို့စဉ်းစားနေပြီးတော့ပြိုင်ဘက်အနေနဲ့ Benedict Arush ကိုပထမအကြီးမားတဲ့အတိုင်းယူပြသွားတဲ့ အမန်ဆာရူကီယန်နဲ့ပွဲတည်ပေးဖို့သူတို့စဉ်းစားထားတာဖြစ်ပါတယ်။အမန်ဆာရူကီယန်ဟာအခုချိန်မှာ UFC Lightweight တန်းရဲ့နံပါတ်၄နေရာကိုရောက်ရှိနေပြီဖြစ်ပြီးတော့နံပါတ်၁နေရာက Charles Oliveira နဲ့ရှင်ပြိုင်ထိုးသက်ပြီးတော့ Justin Gaethje နဲ့ Islamaka Shevto စင်ကောထိုးသက်သွားပြီးတော့အနိုင်ရရှိလာတဲ့ချန်ပီယံကိုသူတို့နှစ်ယောက်ထိုးသက်သွားပြီးအနိုင်ယူရရှိတဲ့သူကချန်ပီယံစင်ကောကွင်းတောင်းဆိုနိုင်ဖို့အတွက်ဖီဖင်ထားတာဖြစ်ပါတယ်။တဲ့င်းတွေက တိကျသဘောမျိုးတော့မဟုတ်သေးပေမဲ့တော်တော်လေးတေချာနိုင်ဘလောက်ရှိပြီးတော့ ျွန်တော်တို့ပြိသက်တွေအနေနဲ့တကယ်တမ်းသာအဲ့ဒီသတင်းတွေမှန်လာခဲ့မယ်ဆိုလို့ရှိရင်တော့ UFC 300ပွဲစဉ်မှာ Charles Oliveira ကိုပြန်လည်မြင်တွေ့ရမှာဖြစ်ပြီးတော့ lightweight တန်းကနောက်တက် fighter ချမ်းဖြစ်တဲ့ Arman Sarukian လိုမျိုးအလဲထိုးပါဝါလဲကောင်း grappling လဲကောင်းတဲ့ fighter မျိုးနဲ့တကယ်ကိုပွဲကောင်းပွဲချမ်းပွဲစဉ်တစ်ပွဲကိုကြည့်ရမှာပါပြိသက်ကြီးနည်းကရော Charles Oliveira နဲ့ Arman Sarukian တို့ရဲ့ပွဲစဉ်ဟာဖြစ်တင်သလားဒါမှမဟုတ် Charles Oliveira ကို champion စင်ကော်ကွင်ပဲပေးတင်သလားဆိုတာကို comment မှာဆွေးနွေးပေးခဲ့ကြပါဦးခင်ဗျာ နောက်ဆုံးတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ weight တန်းတက်ပြီး heavy weight တန်းမှာတက်ထိုးဖို့စဉ်းစားပေမယ့် UFC ဘက်က light weight တန်း champion ကပတ်ကာကွယ်ပွဲသာထိုးခိုင်းလိုက်တဲ့ဆိုတဲ့ LS Barrera ရဲ့အကြောင်းကိုတင်ဆက်ပေးသွားခြင်းပါတယ် LS Barrera ကတော့ UFC မှာတကယ်ကိုချန်ပီယံဖြစ်တာမြန်တယ်လို့ပြောရမယ့်ကစားသမားတစ်ဦးဖြစ်ပြီးတော့သူ့အနေနဲ့ UFC မှာအခုချိန်ထိပွဲစဉ်9ပွဲသာထိုးသက်ထားရပို့ပြီးတော့ဝိတ်တန်းကခုမှချန်ပီယံဖြစ်နေတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။သူ့ရဲ့ပထမတစ်ချိန်ချန်ပီယံကပတ်ကိုတော့မေဒဝိတ်တန်းမှာရရှိခဲ့တာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာ UFC မေဒဝိတ်တန်းရဲ့ချန်ပီယံဟောင်းဖြစ်တဲ့ Israel Dar Sanya ကိုအဲထိုးပြခဲ့ပြီးတော့ မေရဝိတန်ချန်ပီယံကပတ်ကိုရယူခဲ့တာပါဒါပေမဲ့လည်း LS Fire အနေနဲ့ကံမကောင်းစွာနဲ့ပဲသူ့အနေနဲ့ဒီပွဲပြီးရင်ဝိတန်တက်မယ်ဆိုပြီးဆုံးဖြတ်ထားကမှပထမအဦးဆုံးထိုးတဲ့မေရဝိတန်ချန်ပီယံကပတ်ကာကွယ်ပွဲမှာသူဟာ Straight Dash Sanya ရဲ့ပထမချီမာတဲ့လဲထိုးတာကိုခံရပြီးတော့သူ့ရဲ့မေရဝိတန်ချန်ပီယံကပတ်ကိုဆွန့်လွတ်ခဲ့ရပါတယ်အဲဒီလိုမျိုးဆွန့်လွတ်ခဲ့ရပြီးတဲ့နောက်မှာဆိုလို့ရှိရင်ဝိတန်တက်ပြီးတော့ light heavyweight နဲ့ champion ကပတ်စင်ကွယ်ခွင့်ရဖို့အတွက် champion ဟောင်းဖြစ်တဲ့ Jan Blawish နဲ့ထိုးတက်ခဲ့ပြီးအဲ့ဒီပွဲစဉ်မှာအနိုင်ယူရရှိသွားက champion စင်ကွယ်ခွင့်ရရှိခဲ့ပါတယ်။အဲ့ဒီလိုမျိုး champion စင်ကွယ်ခွင့်ရရှိလာတဲ့အခါမှာဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့ UFC 295 event မှာ LS Barrera အနေနဲ့ UFC ရဲ့ light heavyweight နဲ့ champion ဟောင်း JD Brohaska ကိုဒုတိယအကြိမ်မှာလဲထိုးအနိုင်ယူပြခဲ့ပြီးတော့ သူဟာ UFC light heavyweight တန်းရဲ့ champion တူဖြစ်လာခဲ့တာပါအဲ့ဒီလိုမျိုး champion ဖြစ်လာခဲ့ပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင် UFC ကတကယ်ကိုအထူးကရပွဲစဉ်တစ်ခုဖြစ်တဲ့ UFC 300ပွဲစဉ်ဟာအခုလာမယ့်2024ခုနှစ် April လမှာကျင်းပသွားမှာပါအဲ့လိုမျိုးကျင်းပသွားမယ့်ပွဲစဉ်မှာဆိုလို့ရှိရင် LS Fire အနေနဲ့သူ့ရဲ့လူကောင်းအနေထားအရဆိုလို့ရှိရင် heavyweight တန်းအထိတက်ပြီးတော့ထိုးနိုင်တဲ့အနေထားရှိတဲ့အတွက်ကြောင့်မလို့ heavyweight တန်းအထိပါတက်ပြီးတော့ထိုးကျင်နေတာဖြစ်ပါတယ် UFC 300ပွဲစဉ်မှာသူ့အနေနဲ့ UFC ရဲ့ heavyweight တန်းကြားပြက် champion ဖြစ်တဲ့ Tom Aspinall နဲ့ထိုးသက်သွားခြင်းနဲ့ဆိုပြီးတော့ပြောထားလာခဲ့ရမှာအဲ့ဒီသတင်းတွေကလည်းဟိုတလောကထပ်ပေါ်လာခဲ့ပါသေးတယ်။ဒါပေမဲ့လည်း UFC ဘက်ကနေပြီးတော့ LS Pereira ကို2024ခုနှစ်အတွင်းမှာသူ့ရဲ့ပထမအဦးဆုံးပွဲစဉ်ကို champion ကပတ်ကာကွယ်ဝဲဖြစ်တဲ့အရင်တော့က light heavyweight တန်း champion ဟောင်းဖြစ်တဲ့ Jamal Hill နဲ့ပဲထိုးသက်သွားရမယ်ဆိုပြီးတော့သတင်းထွက်ရှိလာတာပဲဖြစ်ပါတယ်။ ဆိုတော့ LS Bara နဲ့ Jamel Hero ရဲ့ပွဲစဉ်ကိုကျွန်တော်တို့ break တက်တွေ့နေနဲ့2024ခုနှစ်တွင်မှာပထမဆုံးစောင့်ကြည့်သွားရမယ်လို့ထင်ပါတယ်။